FIFA တော့ပြပြဝင်ကြောက်ရတဲ့ Ronaldo ရဲ့အချိန်ဝါမင်္ဂလာပါပြည်သက်ကြည်လို့ရေကျွန်တော်တို့ရဲ့တပင်ချွေတီ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ် Ronaldo အတော့2016ကမ္ဘာဖလားကဘလောက်ထိအရေးပါလဲဆိုတာကိုအားလုံးလည်းသိမယ်လို့ထင်ပါတယ်ပေါ်တူဂီအသင်းကငငယ်လေးတည်းကထန့်တင်ဖိခဲ့တဲ့ပေါ်တူဂီကစားသမားကြီး Ronaldo ဟာပြီးခဲ့တဲ့ Ireland နဲ့ခြေစစ်ပွဲတုန်းကအနီးကပ်အပြခံရပါတယ်ဒါကြောင့်လည်းမတ်ဘူးဖန်လေးတွေအတော်ပြော့ခဲ့သေးတယ်မဟုတ်ပါလားအခုထပ်ပေါ်လာတဲ့သတင်းကတော့မတ်ဘူးလောကအတွက်သတင်းစိုးတစ်ပုဒ်ပါပဲ ဘာကြောင့်လဲဆိုရင်တော့ရော်နယ်ဒိုဟာအနီးကပ်ထိခဲ့ပေးမဲ့လေလာမယ့်2026ကမ္ဘာဖလားအုပ်စုအဖွဲ့ပွဲတွေမှာပါဝင်ကစားခွင့်ရရှိသွားမှာဖြစ်လို့ပါပဲအသက်40အရွယ်ရှိပြီဖြစ်တဲ့ရော်နယ်ဒိုဟာအိုင်ယာလန်နဲ့ပွဲမှာပြိုင်ဘက်နောက်ခံလူဒါရာအိုရှေးရဲ့နောက်ကျောကိုတောင်းနဲ့ရိုက်ခဲ့တာကြောင့်ကွင်းလယ်တိုင်းလူကြီးကဖေးရကြည့်ပြီးတော့စီရော်နယ်ဒိုကိုအနီးကပ်နဲ့ထုတ်ပယ်ခဲ့ပြီးတော့စီရော်နယ်ဒိုဟာသုံးပွဲပဲပြည့်တန်ချမှတ်ခံရနိုင်တဲ့အခြေအနေနဲ့ရေးဆိုင်ခဲ့ရပါတယ်ရော်နယ်ဒိုအတွက်လည်းအတော်လေးကိုအကြိုက်ရိုက်သွားစေခဲ့ပါတယ် အဲ့ဒီအနေကအရာရော်နယ်ဒိုဟာအာမေးနီးယားကိုကိုကိုတကူနဲ့အနိုင်ရတဲ့ကမ္ဘာဖလားခြေစစ်ပွဲအုပ်စုနောက်ဆုံးပွဲကိုလွှဲချော်ခဲ့ပြီးတော့2016ကမ္ဘာဖလားအုပ်စုအဖွဲ့နှစ်ပွဲကိုလည်းလွှဲချော်ဖို့ရှိတယ်လို့သတင်းထွက်ခဲ့ပါသေးတယ်။တစ်ဖက်မှာလည်းပေါ်တူဂီအသင်းဟာဒီအနေကကိုချက်ချင်းအယူခံဝင်ဖို့ပြင်ဆင်မှုတွေလည်းလုပ်ခဲ့ပါတယ်။သို့တော်လည်းပဲ FIFA ရဲ့ထုတ်ပြန်ထားတဲ့စီမင်းစည်းကမ်းတွေထဲမှာပြည်ပကစားသမားကိုဇာတ်ရင်းနဲ့ထွေးတာခြေထောက်နဲ့ကန်တာ လက်သေးနဲ့ထိုးတာတထောင်နဲ့ရိုက်တာစတဲ့အပြုအမူတစ်ခုခုကျွေးလို့မယ်ဆိုရင်တော့အဲ့ဒီကစားသမားကိုအ ਨੇ ဆုံး၃ပွဲပဲပြည်တန်ချမှတ်ခွင့်ရှိတယ်လို့ဖော်ပြပါရှိပါတယ်။အခု FIFA စီကထိမ့်သိမ်းရေးကော်မတီကလော်နယ်ဒိုကို၃ပွဲပဲပြည်တန်ချမှတ်ခဲ့ပေမဲ့တခါမှမကြုံဘူးသေးတဲ့အထူးခံစားခွင့်ပေးခဲ့ပါတယ်။တဖက်မှာလည်းရော်နယ်ဒိုရဲ့ကြီးမားလွန်းလာတဲ့အချိန်အဝါကို FIFA အနေနဲ့ဘယ်လိုမှမလွန်ဆန်နိုင်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။တွေးရမယ်ဆိုရင်တော့၂၀၂၆ကဘာဖလားဆိုတာရော်နယ်ဒိုအတွက်တော့ The Last Stand ပဲဖြစ်ပါတယ်။ တကဘာလုံးကလေးစားအားကျရတဲ့ကစားသမားကြီးတဦးတနည်းအားဖြင့်ဘောလုံးလောကရဲ့ထာဝရအကောင်းဆုံးကစားသမားတဦးအတွက်တော့နောက်ဆုံးကစားသွားရမယ်ကမ္ဘာဖလားပြိုင်ပွဲကြီးရဲ့ပထမဆုံးပွဲစဉ်ကိုတကဘာလုံးကပရိသတ်တွေကလည်းမြေကြီးနေကြမယ်ဆိုတာသိကြပါတယ်။ဒါကြောင့်လဲ FIFA ဘက်တော့ဘလို့မှမတတ်နိုင်တော့တဲ့အဆုံးရိုနယ်ဒိုအတွက်အခုလိုမျိုးအလျှော်ပေးလိုက်တာဖြစ်နိုင်ပါတယ်။ဟုတ်ပါတယ်။ FIFA စည်းကမ်းထိန်းသိမ်းရေးကော်မတီကရိုနယ်ဒိုကိုတပွဲပင်နဲ့ကျန်တဲ့နှစ်ပွဲကိုဆိုင်းငံ့အဖြစ်ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ရော်နယ်ဒိုဟာအာမေးနီးယားနဲ့ပွဲမှာပုံမှန်အတိုင်းပွဲပယ်ပြစ်ဒဏ်ကျခံပြီးပြီဖြစ်သွားလို့လာမယ့်ကမ္ဘာဖလားပြိုင်ပွဲမှာပါဝင်ကစားခွင့်ရမှာဖြစ်ပြီးတော့အဆိုပါရော်နယ်ဒိုဝင်ကစားမယ့်ပွဲစဉ်ဒီမှာတော့ဂုံကြီးအနေနဲ့ပြိုင်ပွဲကစားသမားတွေကိုအလားတူပြစ်ဒဏ်မျိုးတွေထပ်မံပြီးတော့မပြေလည်မိစေဖို့တော့လိုအပ်နေပါတယ်။ဒီလိုကျူးလွန်မိမယ်ဆိုရင်တော့လက်ရှိဆိုင်းငံ့ထားတဲ့ပြစ်ဒဏ်တွေကပြန်လည်အသက်ဝင်လာမှာဖြစ်ပြီးတော့သူ့အနေနဲ့နှစ်ပွဲပယ်ပြစ်ဒဏ်ကိုကျခံသွားရမှာဖြစ်ပါတယ်။ရော်နယ်ဒိုဟာပြီးခဲ့တဲ့ရက်စတပတ်တုန်းကအမေရိကန်မှာသမ္မတဒေါ်နယ်ထရန့်ဖီဗာဥက္ကဋ္ဌ အင်ဖာဒီနိုတို့နဲ့တွေ့ဆုံခဲ့ပြီးတော့ရပိုင်းကြာမှာပဲ FIFA ကရိုနယ်ဒိုကိုအခုလိုအထူးခွင့်ရေးအဖြစ်နဲ့ဆိုင်းငံ့ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်စီရိုနယ်ဒိုဟာသူ့ရဲ့လက်ရွေးစင်ကစားသမားဘဝနောက်ဆုံးကမ္ဘာဖလားပြိုင်ပွဲမှာအဆုအဖွင့်ပွဲကလေးကပါဝင်ကစားခွင့်ရရှိသွားပါပြီ။ဘလို့မျိုးနဲ့ပဲအဆင်ပြေသွားပါစေရိုနယ်ဒိုရဲ့ကြီးမားတဲ့အရှိန်အဝါကြီးကတော့ FIFA တောင်ကြောက်ရတဲ့အထိပေါ်လွင်ကြောင်းဒီချက်ကထောက်ပြလိုက်ပြီးပဲဖြစ်ပါတယ်။အဆုံးထိပြေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတို့ပဲတင်ရှိပါတယ်ခင်ဗျာ။